မင်္ဂလာပါ CNN ရဲ့ knowledge season ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့ဗီဒီယိုထဲမှာတော့တမနစ်ကိုကြည်စံအတောင့်3000ပြည့်ခန့်နိုင်တဲ့တရစစ်တန်လိုက်စနစ်3ကွိုင်တနက်အကြောင်းကိုတင်ဆက်ပေးစီပါရစေ။အဲ့ဒီတနက်အကြောင်းကိုတရုတ်နိုင်ငံပိုင်လက်နက်ထုတ်လုပ်တဲ့ China South Industry Group CSGC က AB 16ရည်နေမှာဗီဒီယိုနဲ့တကွထုတ်ပေါ်ပြသခဲ့တာဖြစ်ပါတယ်။အဲ့ဒီတနက်ရဲ့စွမ်းဆောင်ရည်ဟာသမရိုးကြတနက်တွေနဲ့အမေရိကန်ရဲ့တရက်စစ်တန်လိုက်တနက်ထက်တောင်ပိုပြီးတာလုံးတယ်လို့ဆိုပါတယ်။ အဲ့ဒီတနက်ဟာလီသီယမ်ဘက်ထရီတွေနဲ့ဆန်းအားနဲ့အတူလေးစစ်တက်တူလောင်တဲ့ပစ္စည်းမပါတဲ့ကမ္ဘာပထမဆုံးလေးစစ်တန်လိုက်တဲ့သုံး point တနက်ဖြစ်လာခဲ့ပြီးလက်ရှိမှာတော့စမ်းသက်စဲအဆင့်မှာပဲရှိနေသေးဖြစ်ပါတယ်အဲ့ဒီတနက်ရဲ့အသေးစိတ်ကိုတရုတ်ရဲ့ Gun and Control Channel မှာရေးသားဖော်ပြထားပြီးလေးစစ်တန်လိုက်ဆန်းအင်သုံးလက်နက်တွေရဲ့အားနည်းချက်ဖြစ်တဲ့ capacitor တွေကိုအသုံးပြုစရာမလိုတော့တဲ့နောက်ဆုံးပေါ်လက်နက်ဖြစ်လာခဲ့ပါတယ် ကပစီတာတွေဆိုတာကတော့လျှက်စစ်စွမ်းအားတွေကိုတူလောင်ရတဲ့ပစ္စည်းတွေဖြစ်ပြီးအရင်ကလျှက်စစ်တန်လိုက်စွမ်းအင်သုံးလက်နက်တွေဟာကပစီတာတွေကိုမိခိုခဲ့ရတာဖြစ်ပါတယ်။အခုခါမှာတော့တရုတ်ကကပစီတာမပါတဲ့ပထမဆုံးလျှက်စစ်တန်လိုက်စွမ်းအင်သုံးတနက်ကိုထုတ်လုပ်ပြသခဲ့ပြီးအမေရိကန်ရဲ့ GR-1 Envelope စစ်တန်လိုက်စွမ်းအင်သုံးတနက်ကိုအနိုင်ယူပြခဲ့ပါတယ်။ အမေရိကန်ရဲ့ GIA1 Envelope စတန်လိုက်စွမ်းအင်3တနက်ကတော့10မိနစ်ကို ကြည်စံအတောင်တရာသာပြစ်ခတ်နိုင်ပါတယ်ဒီတစ်ပတ်တင်ဆက်ပေးခဲ့တာကတော့တမနီကိုကြည်စံအတောင်း3000ပြည့်ခန့်နိုင်တဲ့လျှက်စင်တန်လိုက်စနစ်သုံး၊ coin တက်တဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ပတ်တွင်မှလည်းစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။